။မိုင်းလုံမျိုးနဲ့မတူဘီမျိုးတွင်စစ်တပ်၏လေကြောင်းပုံချဲမှုကြောင့်ဘုရားကျောင်းနှင့်နေအိမ်များပျက်စီးပြီးပြည်သူတဦးသေဆုံး။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်းမဲမျိုးနဲ့မိုင်းလုံမျိုးနဲ့ချင်းပြည်နယ်မတူဘီမျိုးတို့တွင်စစ်တပ်ကလေအဖြစ်ပုံချဲတိုက်ခိုက်မှုများကြောင့်ခရိယံဘုရားရှိခိုးကျောင်းနှင့်နေအိမ်များပျက်စီးကာပြည်သူတဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါသည်။အောက်တိုဘာ12ရက်ညနေ9:08မိနစ်တွင်မိုင်းလုံမြို့လေကြီးကျေးရွာသို့စစ်တပ်က ပေါင်250ဘုံတစ်လုံးဖြင့်လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်ထပ်မံ၍ညနေ9:17မိနစ်တွင် ပေါင်250ဘုံနှလုံးထပ်မံကျဲချခဲ့ရာပစည်းကျေးရွာအတွင်းနေအိမ်လေးလုံးထိခိုက်ပျက်စီးခဲ့ကြောင်း TNN ကထုတ်ပြန်ပါတယ်။ထို့အတူအော်တိုဘာ17ရက်ကကျောင်းမဲမြို့နယ်တော့ဆန်ရွာမှကျေးရွာသို့စစ်တပ်ကပေါင်250ဘုံနှလုံးကျဲချခဲ့ရာနေအိမ်နှလုံးနဲ့ဖုန်ကြီးကျောင်းရှိဇရက်များပျက်စီးခဲ့ပါတယ်။ အော်တိုဘာ၁၀ရက်ည9:52မိနစ်တွင်လဲချင်းပြည်နယ်မတူပီမြို့သို့စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတဦးသေဆုံးပြီး10ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲချခဲ့ခြင်းဖြစ်ကြောင်းချင်းတော်လှန်ရေးတရင်ရင်မြစ်ကဆိုပါတယ်။မြို့ပေါ်မှာမိသက်ယုံနဲ့ဘောလုံးကွင်းဘက်ကိုဘုံကျဲတာဖျားချောင်းလဲထိတယ်နေအိမ်တွေလဲပျက်စီးတယ်တိုက်ပွဲမရှိဘဲလေရင်နဲ့လာကျဲသွားတာည8နာရီလောက်မှဖြစ်တာဆိုတော့ လူတို့အများကြီးမရှိလို့တဦးပဲတည်တယ်အခုလေချောင်းသတိပေးမှုတွေလုပ်နေတယ်လို့ချင်းတော်လှန်ရေးသတင်းရင်းမြစ်ကဖြည့်ဆွက်ပြောကြားထားပါတယ်ရှင်